သာသနာတော်နှစ်2560နှစ်6ခုနှစ်ကောဇာတက္ကတိ1380နှစ်ခုနှစ်ခုနှစ်သဇုံလဇုံ6ရက်စနေနေ့ခရစ်နှစ်2025ခုမေလ16ရက်ရန်ကုန်တိုင်းဒေသကြီးမြောက်ကလာပမြို့နယ် ထဘေယကွယ်တစ္ဆာကိုယီဆလင်းပရိယတိစာသတ္တကြီးမှာစာချစာသင်တဲ့သောနေတိုင်းတော်မူရကုန်သောတန်ဃာတော်ရှင်မြတ်တို့၏ယနေ့ဒေဇွမ်းအလူရှင်ယွဲစီနိုင်ငံနေရောက်မြို့နေဝက်စ်ဆန်လျန်ခေါ်ဝေဝေဤမေ၁၉ရက်၂၀၂၅ခုနှစ်တွင်ကြာရောက်သော မွေးနေ့အထိမ့်မှအကုသို့ဖြစ်ပါတယ်ဗျာနေစွမ်းအတွဲ့23 5000ကျပ်เจ้าအလူအတွဲ့တသိန်း1000ကျပ်လူရန်ကုသို့ယူပါတယ်စွစုပေါင်းလူရန်ဝင်ပါ33သိန်း6500ကျတ်တို့ကိုမွေးနေ့ကုသိုလ်အဖြစ်ရွေးစေနိုင်ကသစ္စာကိုယ်ကြီးအကြောင်းတည်းကြီးဤ အကျိုးတော်ဆောင်အေမီလျင်းနဲ့သစ္စာပြီးကျောင်းတိုင်းကြီးကျိုးတော်ဆောင်မေတော်ကြီးဆွေသူပြိုက်ဟိတမေတော်ကြီးမှကိုတိုင်းကိုကြလာရောက်ပြီးတော့ရေဆက်ချအမြတမ်းပေးဝေပြီးတော့တန်ခကုံအားရေမှန်းလူတို့ကုသိုလ်ပွဲကြီးဖြစ်ပါတယ်အမတန်ဝမ်းမြောက်စရာကောင်းလာပါလေတပည့်တော်တို့သစ္စာကိုယ်ကြီးကျောင်းတိုင်းကြီးဟာ ဒါယကမာကြီးဒေါ်အီမီလီယန်နဲ့ဆွေဘသူရိုက်တာဤတို့ရဲ့စွမ်းဆောင်ချက်အရတပည့်တော်တို့သစ္စာကိုယ်ကြီးကျောင်းတိုက်ကတန်ဃာတော်တွေဟာရွေးစည်လူရောက်ကိုအပြဲရောက်ရှိနေကြပါတယ်မရောက်ပေမဲ့လူမရောက်ပေမဲ့တပ်ပုံတွေတပ်ပုံတွေကတော့တပည့်တော်တို့အမြဲတမ်းရောက်ရှိနေကြတာဖြစ်ပါတယ်ဗျာဒီလိုမိုင်းတောင်ကြီးဝေးတဲ့ခီးကနေပြီးတော့ အပြီးတော့နေတိုင်းနေတိုင်းကုသိုလ်ရှင်တွေရရှိနေကြမကြာခဏဆိုလိုပဲရွေးစေနိုင်ငံနယူးယောက်မြို့ကရွေးစေနိုင်ငံကများလာပါတယ်တပည့်တော်မကြာခဏဆိုလိုအမှုရှင်ကတော့ရွေးစေနိုင်ငံဖြစ်ပါဒါလည်းပဲပြောလို့ရှိုးသူပရိဒတ်ပဲတော့ကြီးလို့အပိတကဝါကြီးအပိလျံတို့မန္တိတာတို့အဆတ်ရှိတဲ့ ဒါယကဒါယကမတွေရဲ့ဆန်းဆောင်ချက်ကြောင့်တပည့်တော်တို့စာသင်တိုင်းမှာအဲနိုင်ငံခြားကနေပြီးတော့ဆုံးကတ်တာဖြစ်ပါတယ်။ယနေ့နိုင်ငံခြားကနေပြီးတော့တပည့်တော်တို့မိမိတို့ရှားဝေထားရတဲ့စည်းစိမ်ဥစ္စာတွေကိုယနေ့မွေးနေ့ကုသိုလ်အဖြစ်ယနေ့သာသနာတော်မှာပြုံနံလူတန်းကြတာဖြစ်ပါတယ်။သာသနာတော်နဲ့တွေ့တဲ့အချိန် မိမိရဲ့တဏ္ဍာန်ထဲမှာလည်းယုံကြည်တဲ့သရတရားရှိတဲ့အချိန်လူစရာပစ္စည်းတွေရှိတဲ့အချိန်ဒီလိုအချိန်၃ချိန်ခန့်ကြီးပြီးတော့မှယနေ့လူဝဲကြီးကိုဖြစ်မြောက်ရတာဖြစ်ပါတယ်တစ္ဆာကိုယ်မြတ်ရှိရတဲ့တန်ခါတော်တွေအားလည်းပဲဘုဇပုဇင်းတို့ဒီနေ့ဆိုရင်ဒီနေ့ဆိုရင်38ပါးတော့တိုးလာပါတယ်38ပါးတိုးလာတဲ့အခါမှာလည်းပဲတချို့သောကိုရင်လေးဟာဘုံဘုံတို့ သင်္ကန်းတစ်ထည်ကိုတစ်ခုနဲ့ပဲလာရောက်ကြတာဖြစ်ပါတယ်။တပိတ်တော့မှမပါပါဘူး။ခြင်တော်ခေါင်းဟုံးဆောင်တက်တာတန်ကအသုံးဆောင်အစစီတာလုံးဝမပါပါဘူး။သင်္ကန်းလေးတစ်ထည်နဲ့ပဲရောက်ရှိလာကြတာဖြစ်တဲ့အတွက်ကြောင့်ဘုံဘုံနဲ့ရှင်ဘုသူပြိုက်တာမေတော်ကြီးလည်းပဲတယောက်သားတိုင်မြင်ရပါတယ်။မေတော်ကြီး ုရင်တွေကတော့38ပါးရောက်လာပြန်ပြီရောက်လာတဲ့ကိုရင်တွေကလည်းသင်္ကန်းပရိခေယအစုံပါမလာဘူးရှင်တော်ကောင်းအောင်ဖြာစောင်းသင်္ကန်းသပိတ်ဆက်ပြာခွဲတန်ခါအသုံးဆောင်တဲ့ပတ်သက်တဲ့အရာပါမလာပြန်ဘူးဆိုတော့မေတော်ကြီးကလည်းပဲသူတန်ခါမိခင်ကြီးအတိုင်းပဲရှာဖွေရတော့တာပါပဲ ရှားဝဲတယ်ဆိုရင်မဲ့ဘုန်းဘုန်းတို့19ရက်နေ့မှာတန်ဃာတော်အတွက်ညီမှန်းပြီးတော့၁၀သိန်းကျပ်ကိုလည်းပဲကြိုတင်ပြီးတော့လူတန်းထားတာဖြစ်ပါတယ်။တင်းရနေပြီးတော့ကန်ဝဲလိုက်တော့တန်ဃာတော်တွေအတွက်ရေးထွက်လိုက်တဲ့အခါမှာတော့တပန်းကို3သိန်း8000လောက်တော့မှကျတာကိုတွေ့ရတယ်။ခေအားလျော်စွာကုန်စည်နှုန်းတွေကကြည်လာတော့သင်္ကန်းတပိတ်တပိတ်တစ်လုံးတော့မှခုနကလှမ်းပြီးတော့ဖုံးဆက်တယ် စစ်တောင်းပွဲပါဗျာဆိုတော့မျက်လုံးပြူရပါတယ်။သပိတ်တစ်လုံးတော့စစ်တောင်းပွဲဖြစ်လာပါတယ်။သင်္ကန်းနေသပိတ်တွေသင်္ကန်းဆိုရင်လည်းဈေးကကြီးပါတယ်။သူတို့ထဲမဲ့ပြည်စည်းလေးတွေတစ်တာလေးတွေဖြာလေးတစ်ချမ်းသင်ပြူလေးတစ်ချမ်းအဲ့တော့တယောက်တည်းသင်ဘူးတယောက်တည်းကိုလှူဒန်းမယ်အလူခံမယ်ဆိုရင်လည်းပဲအဲ့ဒီတရားတော်မှတွေဝင်ပြီမှာဖြစ်ပါတယ်။အဲကြောင့်မလို့ တဦးတယောက်တည်းဟိုလည်းအလိုမခံတော့ပါဘူးဒိုမေရိုင်းနဲ့တိုင်ပင်ပြီးတော့မိမိတို့တတ်နိုင်တဲ့ဘက်ကနေပြီးတော့အကယ်၍သဘိတ်တတ်နိုင်တယ်ဆိုသဘိတ်ဖြာတတ်နိုင်တယ်ဆိုဖြာစောင်းတတ်နိုင်တယ်ဆိုခေါင်းအောင်တတ်နိုင်တယ်ဆိုခေါင်းဒီလိုလေးပဲအလိုခံစီရင်ပါလေတဦးတယောက်တည်းရောဒုက္ခလူလိုက်မယ်38ပါးလုံးဘနောက်လူလုံးအဲအလုံးမောင်းစုစုပေါင်းဘလောက်ကြရဲဆိုပြီးတော့အဲ့လိုရည်တဲ့တဝူးတယောက် ဝင်မပြီးစေဘူး။သာသနာပြုတဲ့အခါမှာယနေ့လက်တွဲပြီးတော့ဝမ်းဝဲပြီးတော့ဆောင်ရွက်ပြီးတော့တယောက်ကဖြာလေးတက်နိုင်တယ်၊ခေါင်းလေးတက်နိုင်တယ်ဆိုရင်ဗောဓိစီလေးတက်နိုင်တယ်၊စပြာတော်လေးတထုံတက်နိုင်တယ်ဆိုရင်လည်းသာသနာတော်မှာအထောက်ပံ့ဖြစ်လာပါတယ်။ဒါကြောင့်မေတော်ကြီးနဲ့တိုင်ပင်ပြီးတော့သံဃာတော်တွေကတော့တိုးလာတယ်၊ဖုံဖုံကလည်းကိုရင်ဆိုရင်ချစ်တာပဲ။ဘလို့ပဲရောက်လာရောက်လာဘလို့ပုံစံပဲရောက်လာရောက်လာ ဘုံဘုံကတော့တာဝန်ထမ်းဆောင်မှာဘုံဘုံအလုပ်ပဲဘုံဘုံကတော့ဝစ်လာတယ်ကကိုယ်ရဲ့စေတေသားတွေဝစ်လာတာသာသနာ့ကိုအမှန်ချစ်တယ်ကိုယ်လေးတွေပညာတတ်စေခြင်းနဲ့သာသနာမှာပျော်မွေ့စေခြင်းနဲ့ဘုံဘုံရဲ့ဆန္ဒပေါ့လေဒါလည်းပဲဘုံဘုံရဲ့မေတ္တာနဲ့သူတို့ကိုမေတ္တာပေးတဲ့အတွက်ကြောင့်ဘုံဘုံတို့ကြောင်းဟာအခုလိုဆန်းပါးတဲ့သံဃာခေတ်မှာပေါ်များလာတာလည်းတွေ့ရတယ်အများဆုံးအားဖြင့်တော့အရင်သားလေးတွေကဘာမှပါမလာဘူး ဒီတချို့ဗမာကွင်တွေတွေကတော့ပါလာတာတွေရှိကောင်းရှိတယ်တချို့ကိုရော်တွေတွေကတော့ကျွန်တော်ကောင်းလေးတွေတော့အားရရှိပါတယ်တချို့တိုင်းသားလေးတွေကလုံးဝဘာမှမပါတော့မသိရင်စစ်ဘေးကနေပြေးလာသလိုပါပဲတချို့ဆိုရင်တတော်ကိုနန်စော်လို့ပါပဲဘုံဘုံအဲ့ဒါကိုကိုတိုင်းကိုကြားဝစ်စော်စက်တဲ့ဖုတ်ပေးပြီးတော့မှတန်စီကြီးကိုလုပ်ပေးရပါတယ်ဒါပါဖြစ်လို့ဆိုသာသနာကိုချစ်လို့ပါ ဒါကြောင့်မလို့ဒီလိုသံဃာပြားလာရတယ်တိုးတက်ဆိုတာလေမစ်ပါလို့ပါပဲဒီကြားထဲမှာမှရွေးစီနိုင်ငံနယူးယောက်မြို့ကတက္ကမကြီးတို့အင်မီလျံကနေဝင်ဝင်ဆောင်ရွက်ပေးခြင်းရှေဝသပရိဒ်မေတော်ကြီးဤကြီးမားသောမေတ္တာတ္တဘုံကနေကြောင့်လည်းပဲသံဃာတော်လေးအားလုံးဟာဦးဇင်းတို့ဆုံးစမကြခဏသလိုကြားကြရတာဖြစ်ပါလေ ဒါကြောင့်ဘုမုံတို့လုံတိုင်းလုံတိုင်းအားတန်ခါပဲရှိမှန်းပါတယ်ဘုမုံတို့တို့အနေဘွေးနာရေရှည်သာသနာတော်ပြန်ပွားပြီးတော့ဘုရားစာပေများပြန်ပွားခြင်းလောကီများတက်မြောက်ခြင်းဆိုတဲ့ရည်ရွယ်ချက်များဖြင့်ပို့ချပေးတာသင်ကြားပေးတာလည်းဖြစ်ပါတယ်ယနေ့အစ်တဲ့အကကြီးဥယဝေဝေဝေသံလျံခေါ်အကကြီးဥယဝေဟာ ယနေ့ဘွေးနေ့ဝဲမှာလူတန်းဝင်ရတာဟာဝန္တာပီတိဖြစ်เสียကောင်းလာပါလေပါပဲလူလူတန်ကတ္တဓမ္မပါဖေအာတန်ဃာကိုလူပါတန်ကြီးဒိဏ္ဏမဟာပဏ္ဏလို့ဗုဒ္ဓကဟောကြားတဲ့အတဲ့တန်ဃာကိုလူတန်းခြင်းဟာများစွာသောအကျိုးတွေကိုရရှိတဲ့အတွက်ကြောင့်ရှုလဲတောင်းမှသစ္စာလဲဆိုကြပါလို့ဒါဝမ်းမြောက်ဖွယ်ရာအနုမောဒနာ ရှင်းပြတော်မူပါတယ်။ယနေ့ကုသိုလ်ကောင်းမှုများကိုဘဝတန်ត្រာဆက်ဆက်ကတော်ခဲ့ကြသောစပီရောမျိုးတော်များကိုအမြတမ်းပြီးဝီကြရအောင်။ဩအတာဖြင့်ဉာဏ်ပြပြကြတော့ကြပါစို့။ ီရဲကိုပေဖြောက်ချမ်းသာသို့ရောက်စေတတ်သောဖယားတရားတန်ခါဥစွာသောယတနာမြတ်သောအပေါင်းတို့အားယုံကြည်မြတ်တို့လက်ဆုံးမိုး၍စေဘောပူဇော်ဘုမြောမှန်သောကရောကြသောပူဇဝနမနာမတက္ကိစ္စကာရဝအပဇာနမင်္ဂလာကုသိုလ်ကံစေရနာအသက်ကိုစီစီတတ် အစဉ်ကိုလှစီတတ်ခွန်အားဗလာတိဉာဏ်ပညာကို တိုးပွားစေတတ်သည့်ဆွမ်းခဲဝယ်ဘောဇဉ်အယတံဖြံပြတို့ကို က်ကတရားရခြင်းတိဘုသောဘောဓနာဒါနကုသိုလ်ကံစေရနာသောလုံးစေသောလုံးတိုင်းဖြစ်သောကြောင်းတွင်ပရိသဘေအဖြစ်တရားရခြင်းတိဘုသောဝိဟာရဒါနကုသိုလ်ကံစေရနာဤကုသိုလ်ကံစေရနာပေါင်းတို့ကြောင့်ဝိနေစေဝေလျေစံဝေစံလျံခောဝေဝိနေတကောအာတောသောမိသားစုရိသတ္တဗိဒ္ဓတယသောတန္တတို့၌ ဘေးတန်တန်ရန်သွဲသွဲအန္တရာယ်မျိုးမျိုးအစိုးဝတ္တမြတ်တို့သည်မညိမတွေ့မကဲ့ရောက်ကြပဲဤနေ့ဤရဲ့ဤချိန်ခါကာလမှစ၍ကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းတို့သည်ပြည့်ပြည့်ဝဝခံစားကြကုန်၏မိမိတို့သည်အလိုရှိရတောင်းတနှစ်သက်ပန်းစင်အပ်သည်သို့တို့ဆုမြတ်ပေါင်းတို့ဖြင့်လင်းမြန်စွာ ပြည့်စုံနိုင်ကြပါစေအန္တေ တိတရဏီနသဟပိသသမာတိယာမအဘဝဒိနသံပါတိထာသံဃာတော်ရှင်မြတ်တို့ဗျာမေတ္တာ ပို့သရရအောင်ဗျာအလိုစင်မွေးနေ့ရှင်မိသားစုသည်ယနေ့မှစ၍ကောင်းခြင်းဒုက္ခအပြာပြာတို့ဖြင့်ပြည့်စုံပြီးတော့လောကီစည်းဝါးများ တိုးတက်ပြီးတော့လောကုတ္တရာတရားများဖြစ်တော်၍အေကျံသောနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါစေ။ သမဏစကားဝါလေသုအတတံကိသံသုဒေဝနံသတ္တမမုနိကာသနာသုနံသုတ္တကောဘဂရံဓမ္မတနာဟာ စေယဣတိဝိသမဂဝါသဟံသမသမ္ဗုဒ္ဓဝေအာသနသမ္မသောသုရသောသောကဝိတုအနုတ္တရဝရိဏဓမ္မသာရတိသတ္တဒေဝမနတာတံဘုဒ္ဓဝဂဝါသဝေကတောဘဂဝါတတံဘောသန္တိကောအာဃာနိကောဣဗ္ဗတိကောဟောတိကော ပေဒနာဝရိဏမဝညောဤတိသမလီမနောဘဂဝါသောသမဂတံကိုဥသောဝလီမနောဘဂဝါသောသမဂတံကိုညာယဝလီမနောဘဂဝါသောသမဂတံကိုသာမိသမတိမနောဘဂဝါသောသမဂတံကိုယရိကသဏ္ဍာန်ပြိဋ္ဌာယုဂနေသမရိသဘုဂနာ အာဟုနေယောအာဟုနေယောဒဂိနေယောဣန္ဒြိကရတိယောအနုဒယဘုရားကတံသောကသာဧဝဗုဒ္ဓံသန္တနတဝသရိသဘေကောဘယံဝါသဗိနနဝါနမသောတိုင်းတိယံတုရိမိနဝမင်္ဂလေသာယောသမနာဘောဓမနသသတ္တောအဘေဝရုသဗိနဟောကတံ ဘုဒ္ဓဝိနဝိနန္တမေတုဓမ္မနဝဝိနတန္တမေတုသံဃာနဝဝိနဝိနန္တမေတုဘောရသမမေလံေကနုသဗ္ဗေဒေဝတာသဗ္ဗဘုဒ္ဓနဝဝိနသရတုခေဘောတုတေသဗ္ဗဓမ္မနဝဝိနသရတုခေဘောတုတေသဗ္ဗသာ တို့သည်သဗ္ဗမင်္ဂလသုသဝိယယကုမြာကောသာဣဒပိဏယသည်ပေါတို့သည်ဒေတဝဂယနယကုသတ္တေကသံတေကမအနုဒေကအနုဒေကမမိနာသရဝသရကကတိဘုံအတုမိတ္တယေမနကမြတ်၍ဆေနံဤသာမြည်ကြပါစေ။ သဗ္ဗနိဝရဏသုံးသောယေယျနှုတ်ပြကုန်သောသမ္မာဒေဝနမြတ်တောင်းနာပေါင်းတို့သည်ဒေတုမကယရိယကိုဇန္တယကဇန္တယကမအရုဒယကအရုဒယကမမိသသရသရကကသိရကတုအန္တရမယောယဇေမြောသောသောတော်ဝဏရပါစေကုန်သတည်းသဗ္ဗဟောရတဝဝိနာခေကဝန္တုသေသုမကပွညာကိုတိ ဖယံစေရတကုနေသောအနုဘောကြောင့်၎င်းသဗ္ဗဓမ္မနုဘဝေနသဝေကာနသလန်သိချောပြသောကုန်တော်တို့ဖြင့်ပြည့်စုံသောဘုသောတရားတော်တကုနေသောအနုဘောကြောင့်၎င်းသဗ္ဗသံဃာနုဘဝေနသဝေနိပန္နလသလန်သိကိုပြသောကုန်တော်တို့ဖြင့်ပြည့်စုံသောဘုသောသံဃာရောရှင်မြတ်တို့တကုနေသောအနုဘောကြောင့်၎င်း တေတဝကယရိယကိုသန္တယကသတ္တယကမအနုရယကအနုရယကမမိသာသရဝသရကကသိသုခိကိုသိနေပြချမ်းမာခြင်းသာကြကုန်သည်ဘဝတို့နောက်ဆုံးမတွင်ဖြစ်တော်မူနိုင်ကြပါစေကုန်တည်း ရှင်ဖရာယနေ့ယခုဝိနေ့ဤအထိတ်အမှတ်ဖြင့်တန်ဃာတော်အရှင်မြတ်တို့အားဆွမ်းကြောင်းသူဝေတို့ကိုသူတိုင်းအပ်အနတ်ကုသိုလ်သောတိယသောတိဏကုသိုလ်ကွာမြာရသောဘာဝနာကုသိုလ်ဤကုသိုလ်ကံစေရနာတို့ကြောင့်ဘောဓိဉာဏ်ဤရရရောက်ကြောင်း အထောက်ပံ့ကောင်းသည်ဖြစ်ရပါစေသအရှင်ဖေယဤကောင်းမှုဤအဘောဘာကကိုသဗ္ဗတတ္တနံအမိဟဖဆရာသမားရှင်မျိုးညာတိမိတ်ေငဟကိုသောနံအိမ်သောနံကျောင်းသောနံမြေသောနံခြံသောနံလမ်းသောနံရက်ွက်သောနံမြို့သောနံတောသောနံ တောင်သောနဲ့သာသနာတော်ဆောင်နဲ့အစထား၍32ဘုံကျဲမဲ့ကုံသောလူနမြမသတ္တဝါပေါင်းတို့အားအမြတ်အမြတ်ဘေးဝိနှပါ၏အမြတ်ရ၍ကိုယ်စိတ်နှင့်ဗျာကျမ်းပါရသည်ချမ်းသာရသည်ဖြစ်ကြပါစေကုန်သောအာရာကြကြမြတ် Amia, 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 Yeah. fazer ောင်းလို့ရှင်မှာ US နိုင်ငံ New York မြို့နေ Wilson လျန်ခေါ်ဦးဝေဝင်းဤယနေ့ကြောက်သောမွေးနေ့ထိမ်မှဖြစ်နေစွန်းစက်ကလူတန်းငွေ12သိန်း5000ကျပ်ပါရှင်။ကျောင်းဆောက်လို့ရလူတန်းငွေ3သိန်း15000ကျပ်ပါရှင်။လူတန်းငွေစုစုပေါင်း73သိန်း6500ကျပ်လူတန်းချင်းဖြင့်မွေးနေ့လူကူလူလာဖြစ်ပါလေရှင်။ စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းတို့ဖြင့်ပြည့်စုံပါစေရှင်။ယနေ့ကြောက်သောမွေးနေ့မှာစ၍လူပွားဤတရားလုံးပျော်ရွှင်စရာမွေးနေ့ပေါင်းများစွာကိုချီးရသောမိသားစုနှင့်တူကံကောင်းခြင်းများစွာဖြင့်ပိုင်ဆိုင်နိုင်ပါစေရှင်။နှလုံးစိတ်ဝမ်းအင်ကျန်ပါစေရှင်။ယနေ့ယခုသံဃာတော်ရှင်သူမြတ်တို့အားနေဆုံးစကဲလူတန်းအတော်ကုသိုလ်၊ကျောင်းဆောက်လူတန်းအတော်ကုသိုလ်၊ဤကောင်းမှုကုသိုလ်ကံ စေတနာတို့ရဲ့ကြောင်းတရားတို့သည်ယခုဘဝယခုခန္ဓာဖြင့်ပင်လေမဉ္ဇဉ်ဖွဉ္ဇနိဗ္ဗာန်မြတ်ကိုလွယ်ကူသောအခြင်းနှိမ့်မြန်သောတိညာတို့ဖြင့်မျက်မှောက်ပြုနိုင်ကြပါစေရှင်ယခုကြည့်ရှုနေသူပေါင်းသားတို့ခေါ်ဆုံနေသူပေါင်းတို့သည်လည်းဝိနည်းရှင်ဝေဝင်းပြုသမျှသောကောင်းမှုကုသိုလ်များအလုံးထပ်တူရကြပါစေရှင်